ားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဟာမလေးရှားနိုင်ငံကလဲမဲဒူမှာရှိတဲ့ချွေတကုံစီတူတော်ပုံစံတူဖရာချောင်းကိုတွားရောက်ပြုညွှန်ကြမှာဖြစ်ပါတယ်ဒီစီတူတော်လေးရာဆိုရင်မြန်မာနိုင်ငံမှာရှိတဲ့ချွေတကုံစီတူတော်ရဲ့ပုံစံကိုအတူတူတိစောက်ထားတာဖြစ်ပါတယ်မလေးရှားနိုင်ငံမှာရှိတဲ့ဒေသခံဗုဒ္ဓဘာသာဝင်ရဲ့ယုံကြည်ကိုးကွယ်မှုနဲ့လူရတလေးတွေကိုထဲရစေတဲ့နေရာတစ်ခုဖြစ်တာကြောင့်ကျွန်တော်တို့အတူတူတွားရောက်ပြုလာကြမယ်နော် ဒီစီတီတော်လေးကိုတွားရောက်ဖို့မျှော်မယ်ဆိုရင်တော့မလေးရှားနိုင်ငံဆလံကောပြည်နယ်ကလန်မဲတို့မှာတည်ရှိပါတယ်နော် KR မြို့ကနေပြီးတော့တနအီကန်ကာစီပြီးတော့အလွယ်တကူတွားရောက်ဖို့မျှော်နိုင်ပါတယ်ဒီစီတော်လေးရဲ့အထူးခြားဆုံးအချက်ကတော့မြန်မာနိုင်ငံရဲ့မူရင်းရွှေတကွန်စီတီရဲ့အမှုစိတ်လက်ရာတွေကိုအတိုင်းအတာတစ်ခုအထိချက်တူများနေပါထိသိမ့်ထားတာပဲဖြစ်ပါတယ်ရန်တော်အမြင့်စီဒီအောက်ခံကရော့ပနယ်နဲ့ထီတော်တို့ကတော့မူရင်းဒီဇိုင်းနဲ့လုံးဝနေပါဆက်လုပ်ပါရယ်နော်ဒီစီဒီတော်လေးကိုဒေသခံဗုဒ္ဓဘာသာဝင်ရဲ့စူပေါင်းအင်အားနဲ့တိစောက်ခဲ့ကြတာဖြစ်ပြီးတော့ နေရုနိမတ်တွေဆိုရင်ဒီတကံဗုဒ္ဓဘာသာဝင်တွေစုပေါင်းပြီးတော့ဆွံ့ကပ်လူချင်းဘုရားဝတ်ပြုခြင်းနဲ့ဘာသာရေးဆိုင်ရာအခမ်းအနားတွေကိုမြမရွေရတလေထုံးတဲ့အနေနဲ့ပြုလုပ်လေးရှိကြပါတယ်။ဘာဆိုသင်္ကန်းကပ်လူချင်းကထေသင်္ကန်းကပ်လူချင်းနဲ့ဇင်းကျစီမှုပူဇော်ခြင်းစတဲ့နေရုနိမတ်တွေမှာဆိုရင်ဒီစီဂျီတော်လေးမှာဗုဒ္ဓဘာသာဝင်တွေနဲ့အမြင့်မပြည့်စီကားနေတာကိုတွေ့ရှိရတာဖြစ်ပါတယ်။ တရားဘာဝနာကိုရှားပွေကျင့်ကြံအားထုတ်လိုသူတွေအတွက်စိတ်ငြိမ်အေးချမ်းသောတဘာဝပတ်ဝန်းကျင်တစ်ခုကိုလည်းဒီပြားချောင်းဝမ်းအတွက်မှအထူးမှန်တည်ပြထားပါဗျာ တည်ငြိမ်အေးချမ်းမှုစိတ်ငြိမ်အေးချမ်းမှုကိုရှာဖွေနေသူတွေအတွက်တရားဘာဝနာကျင့်ကြံအားထုတ်ဖို့ရန်အတွက်လည်းတောက်ကူလိုင်းကူများကိုဖန်တီးပြုလုပ်ပေးထားပါတယ်။မိမိတို့ဘာသာလက်လက်စွာတရားဘာဝနာကိုကျင့်ကြံပွားများအားထုတ်တရားရှုမှတ်နိုင်ရန်အတွက်နေရာများကိုလည်းအထူးစီစဉ်ပေးထားပါတယ်။စင်ကြံချောက်လက်များကိုလည်းဘုရားရဲ့ပတ်လည်မှာတိထောက်ပေးထားတဲ့အတွက်တန်းချောက်ရင်တရားဘာဝနာရှုမှတ်နိုင်ပါတယ်။စိတ်ငြိမ်အေးချမ်းသောတရားဘာဝနာကိုရှာဖွေလုပ်သူတွေအတွက် နေရာလေးကတော့လုံးဝအထုကိုတင်နေတော့နေရာလေးတစ်ခုဖြစ်ပါတယ်ဒီစီရီတော်လေးကို2010ပြည်နှစ်လောက်ကစတင်တိဆောက်ခဲ့တယ်လို့သိရပါတယ်။ဒီဆောက်ရမှာအဓိကစိတ်ကောင်းမှုတွေကတော့ဝေကြီးနဲ့ပြည်စီရှာပါမှုတွေပါပဲ။ဒါပေမဲ့ဒီတကံဘိုးတော်ဘာသာဝင်တို့ရဲ့စီတုံးမှုနဲ့ကိုယ်ပွေယုံကြည်မှုဆန္ဒတို့ကတော့ဒီအခက်အခဲကိုအောင်မြင်စွာကျော်လွှားနိုင်ခဲ့ပြီးတော့ဘိုးတော်ဘာသာရဲ့ရင်ကျင်းမှုအပွင့်နဲ့မြမယူရာ မြန်မာတို့ရဲ့ဒလေထုံးတမ်းစင်စာများနဲ့အညီပြည်ထောင်စီတို့ဘုရားကြီးကိုအောင်မြင်စွာတိဆောက်ဖန်တီးနိုင်ကြပါတယ်ဒီစီတို့တို့ကိုလာရောက်ပြုလုပ်ခြင်းနော်ကလန်မျိုးကလည်းမဲဒူးစီကိုဂါလန်တိုင်းတနအိကန်သွားပါမယ်နော်လူမျိုးသူတိုင်းကဒီနေရာမှာဘုရားဘာသာရဲ့ယဉ်ကျေးမှုထုံးတမ်းစင်စာများနဲ့အညီကိုစားဆင်းရင်ပြီးတော့တော်ရောက်ပြုမြို့ဖို့လိုလိုအပ်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ကလန်မဲဒူးဘုရားစီကိုတော်ရောက်ပြုမြို့ခြင်းဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပြစီနော် နောက်လာမယ့်ဗီဒီယိုဒီမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်။